မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသက်တွေကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမဇင်ဇင်ပါ။ဒီကနေ့အော်တိုဘာလ30ရက်ကြာတာပရင်းနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ CRPH ကကယန်းမျိုးသားတပ်မတော် KN National Army KNA တီထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကိုတုံ့ဝန်လာပေးပို့တဲ့သတင်း ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တွင်ဘိုင်ကောက်လှူရှားမှုတွေကြောင့်ထိုင်းနိုင်ငံမှာယုံတင်တဲ့ပြောတန်ရုပ်ရှင်ကိုကြည့်မဲ့သူမရှိတဲ့တွင် Federal Democracy ရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးတိုက်ပွဲတွေအထက်ထက်ထန်ဖိုးဦးလဲမတုံဆက်လက်ဖော်ဆောင်သွားမယ်လို့မန္တလေး PDF ထုတ်ပြန်တဲ့တွင်မော်ကုတ်အခြေပြုတော်လိုင်းအဖွဲ့တွေက ဖက်ဒရယ်ဒီမိုကရေစီစနစ်စီကိုမမိတ်မတုံမဆုတ်တန်းဆက်လက်ချီတက်မယ်လို့ပြည်သူကို အသိပေးတဲ့တဲ့မန္တလေးတိုင်းအတွင်းကစုံမနယ်မြေများကိုကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI viewer ထုတ်ပြန်တဲ့သတင်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အာနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ CRPH ကကယန်းမျိုးသားတပ်မတော်ကယန်း National Army KNA တီထောင်ခြင်းတနှစ်ပြည့်အခမ်းအနားကိုတမန်လာပေးပို့တဲ့တရင်ကိုပထမအဦးဆုံးတင်ဆက်ပေးပါမယ်ရှင်။ပြောင်စွန်းလွတ်တော်ကိုစားပြုကော်မတီ CRPH ကကယန်းမျိုးသားတပ်မတော်ကယန်း National Army KNA တီထောင်ခြင်းတနှစ်ပြည့်အခမ်းအနားကိုအောက်တိုဘာလ26ရက်ရက်စွဲနဲ့တမန်လာပေးပို့လိုက်ပါတယ်။တမန်လာထဲမှာကယန်းမျိုးသားတပ်မတော်အနေနဲ့ကယန်းမျိုးသားတစ်မျိုးသားလုံးနဲ့အတူ သမိုင်းပေါ်ကွန်တင်များရေးထိုးလျက်ပြည်သူအကျိုးပြုလုပ်ငန်းများအားအောင်မြင်စွာဆက်လက်ကြိုးစားဆောင်ရွက်သွားနိုင်ပါစေကြောင်းဆန္ဒပြုဆုတောင်းတယ်လို့ဖော်ပြထားပါတယ်။ CRPH အနေနဲ့လည်းကယန်းလူမျိုးများအပါအဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့နဲ့အတူတကွလက်တွဲလျက် နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေနဲ့အတူ Federal Democracy နိုင်ငံတော်အစ်တည်ဆောက်နိုင်ရေးအတွက်ဥတီရီမန်စ조사သွားမှာဖြစ်တယ်လို့ကတိပြုထားပါတယ်။တိုင်းရင်းသားပြည်သူတရက်လုံးအနေနဲ့ ဒန်းတူညီမြခွင်ကိုပိုင်ပြထန်းခွင်ကိုပိုင်လွတ်လပ်ခွင်နဲ့ကိုကန်ကျမကိုဖန်တီးနိုင်ခွင်တို့ရရှိနိုင်မဲ့ Federal Democracy နိုင်ငံတော်အတွက်တိဆောက်ရေးနဲ့အချမ်းဖတ်ဆက်အာဏာရှင်စနစ်ပြတ်သုံးရေးအတွက်အတူတကွစူးစားဆောင်ရွက်လျက်ရှိကကရမ်းမျိုးသားတက်မတော်အနေနဲ့လဲကရမ်းမျိုးသားအခြေပြုလက်နက်ကင်တက်ဖွဲ့များကိုစူးစီးလျက် တခြားတော်လန်ရေးမိဖက်အင်အားစုအသီးသီးတို့နဲ့ညင်ညွတ်စွာပူးပေါင်းဆောင်ရွက်နေကြတဲ့အတွက်လေးစားဂုဏ်ယူရတယ်လို့ CRBH ကဖော်ပြထားပါတယ်။ KSS တော်လန်ရေးတိုက်ပွဲတွေမှာအသက်သွေးချွေးများအရင်နှီးပြူလျက်ကြာရတောင်ဝင်တွေကိုကြေပြွန်စွာထမ်းဆောင်ခဲ့ကြတဲ့ကယန်းလူမျိုး အာဇာနည်သူရဲကောင်းတွေကိုလည်းတဝင်လွာကနေလေးစားဦးညွတ်တယ်လို့ CRBH ကဖော်ပြထားပါတယ်။ 2024ခုနှစ်အောက်တိုဘာလ29ရက်မှာကရင်မျိုးသားတက်မတော်အားအောင်မြင်စွာစုစည်းတည်ထောင်နိုင်ခဲ့ကလူမျိုးစုံချစ်ကြည်ရေးဝါဒကိုအခြေခံသောကရင်မျိုးသားနိုင်ငံရေးလမ်းစဉ်ကိုချမှတ်အကောင့်ထဲပေါ်နိုင်နေတဲ့အတွက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့လွန်စွာဂုဏ်ယူဝမ်းမြောက်တယ်လို့ဖော်ပြထားပါတယ်ရှင်။ ဂျာကာလာဒေသနာရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသနာရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မင်္ဂလေးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး၂၂မြန်ဆောင်၂025ကိုအောက်တိုဘာလ29ရက်မွန်းလယ်တနာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသနာရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် လျက်စနစ်စွမ်းအင်ဝင်ကြီးဌာနတွဲဘက်အတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အရင်နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့သိရှိလိုရာတွေများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြည်လဲဖြေကြားခဲ့ပါတယ်။အဆိုပါအစည်းအဝေးကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များ တွက်ဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့မန္တလေးတိုင်းမှမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလူဝမှုကြီးကြပ်ရေးဝန်ကြီးဌာနကတင်ထုတ်ပြန်ထားပါတယ်ရှင်။ဝိုင်ကောက်လှူရှားမှုတွေကြောင့်ထိုင်းနိုင်ငံမှာယုံတင်တဲ့ပြောတန်ရုပ်ရှင်ကိုကြိမဲ့သူမရှိတဲ့တဲ့င်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံရှိမဟာချိုင်မြို့နယ်ကရုပ်ရှင်ရုံတွေမှာပြသနေတဲ့ပြောတန်ရုပ်ရှင်ကိုမြန်မာလူမှုအကြဝိုင်ကောက်လှူရှားမှုတွေကြောင့် ကြီးစုသူမရှိတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဆက်ကကြော်ညာခဲ့တဲ့ online ဆယ်လီတွေနဲ့စားသောက်ဆိုင်တွေကိုလည်းလူလူဘက်က boycott ပြုလုပ်ထားကြပါဗျ။ပြောတဲ့ရုပ်ရှင်ဟာအကြမ်းဖက်ဆဲအုပ်စုနဲ့ဆက်ဆက်သူတွေဖြစ်ကြတာကြောင့်တော်လိုင်းရင်အားစုတွေအများဆုံးရှိနေတဲ့ထိုင်းနိုင်ငံမှာပြသခြင်းအတွက်ပြပရမြန်မာလူထုထံရဲ့တပိတ်မှောက်မှုနဲ့ရင်ဆိုင်ခဲ့ရတာပါဒီရုပ်ရှင်ကိုထုတ်လုပ်သူကအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့သမီးခင်တီတက်မွန်ဖြစ်တယ်လို့လည်းသိရပါဗျ အဆိုပါဇကာမှာအဓိကတရုတ်ဆောင်တွေနဲ့အကြံဖက်စစ်ကောင်စီအတွက်ဝါရဖြန့်ဇကာမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့နေဝင်းပါဝင်တာကြောင့်ဘိုင်းကောင်လောက်ကြဖို့တော်လိုင်းရေးဖွဲ့တွေကပြောဆိုထားပါတယ်။ Federal Democracy ရရှိရေးနဲ့ကျန်းမာရေးစနစ်အမြင့်ဖြတ်ချေမှုန်းရေးတိုက်ပွဲတွေစားတဲ့တဘိုးဦးလယ်မတုံဆက်လက်ဖော်ဆောင်သွားမယ်လို့မန္တလေး PD ရဲ့ထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ တော်လိုင်းရာစုတွေနဲ့အတူ Federal Democracy ရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ဖြတ်ချိန်မုံရေးတိုက်ပွဲမှာစားတဲ့တဘိုးဦးလယ်မတုံဆက်လက်ဖော်ဆောင်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဘ ਹੁ ဦးဆောင်ကော်မတီကအော်တိုဝါလာ29ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစေယုံချုပ်ရဲ့အမိတ်ပေးကုတ်ကဲမှုအောက်မှာတည်ရှိတဲ့တော်လိုင်းရေးတပ်ဖွဲ့ဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာစတင်စုဖွဲ့စဉ်2021ခုနှစ်မှစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ဖြတ်ချေမုန်းနိုင်ရေးတို့အတွက်ဒစိုက်မမတ်တိုက်ပွဲဝင်နေတဲ့တော်လိုင်းရေးတပ်ဖွဲ့ဖြစ်ပါတယ်။လက်ရှိကာလတွေမှာတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုမိဖက်နှွေဦးတော်လိုင်းရင်အင်အားစုတွေရဲ့ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့ဆွတ်လို့ပေးဆက်မှုတွေနဲ့အတူမန္တလေးဒေသအတွင်းရှိနေမြေတချို့ကိုထိန်းချုပ်ဆုံးမနိုင်ခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကရရှိထားတဲ့ထိန်းချုပ်နယ်မြေများကိုဆက်လက်ကာကွယ် ထိမ့်သိမ့်နိုင်ရေးအတွက်မိဖက်တော်လိုင်းအင်အားစုတွေနဲ့လက်တွဲကကိုဆွမ်းရှိသမျှညံဆွမ်းရှိသမျှအာတုံခွန်ဆိုင်ဂျိုးပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါ့အပြင်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာမြင်းများပြင်ကြီးမားတဲ့အခက်ခဲအတားအဆီးများနဲ့ရှိနေစေကမူမိမိတို့ရဲ့ဘုံကြီးမန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ဖြတ်ချိန်မုံရေးတိုက်ပွဲများကိုစားရတဲ့ဘိုးဦးလယ်မတုံဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့အသိပေးဖော်ပြထားပါတယ်ရှင်။ မိုးကုတ်အခြေပြုဒေါ်လာရေးဖွဲ့တွေက Federal Democracy စနစ်စီကိုမမေ့မတုံမဆုတ်တန်းဆက်လက်ချီတက်မယ်လို့ပြည်သူကိုအသိပေးလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဒေါ်လာရေးခရီးတခြားမိသောပင်ခက်ခဲတဲ့အချိုးအကွေ့တွေနဲ့ကြုံရသည်ဖြစ်စေမိုးကုတ်ပြူဟာနဲ့အတူမိုးကုတ်အခြေပြုဒေါ်လာရေးအဖွဲ့တွေကဟိမန်းချက်ဖြစ်တဲ့ Federal Democracy စနစ်စီတို့မမိတ်မတုံမဆုတ်တန်းဆက်လက်ချီတက်မယ်လို့အော်တိုဘာလ29ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ဒီကနေ့အချိန်မှာ အကြပ်ဖက်စစ်တပ်ရဲ့ရုံမှရက်ဆက်မှုမျိုးစုံကောက်ကျစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်ချိန်မုံနေတော်လဲတော်လန်ရဲဘော်တွေကတွန်းဆုတ်ကြောက်ရွံ့ခြင်းအလင်းမရှိပဲဆက်လက်တော်လန်နေကြတယ်လို့ပြည်သူလူထုကိုထုတ်ပြန်အသိပေးထားပါတယ်။နှွေဦးတော်လန်ရဲ့ခရီးစတင်ခဲ့တဲ့အချိန်ကစပြီးကဏ္ဍအသီးသီးမှအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြသလိုမိုးကုံမြို့အပါဝင်လွမြောက်နယ်မြေများစွာကိုစိုးမိုးနိုင်တဲ့အထိတော်လန်ရဲ့ခရီးကိုအောင်မြင်မှုများစွာဖြင့်ရှောက်လန်းနိုင်ခဲ့ကြပါတယ်။ တော်လိုင်းရေးခရီးတခြားမိတို့ပင်ခက်ခဲတဲ့အချိုးကွေတွေနဲ့ကြုံရသည်ဖြစ်စေမိုးကုတ်ဖြူဟာနဲ့အတူမိုးကုတ်အခြေပြုတော်လိုင်းရေးအဖွဲ့တွေကရည်မှန်းချက်ဖြစ်တဲ့ Federal Democracy စနစ်စီတို့မမိတ်မတုံမဆုတ်တန်းဆက်လက်ချီတက်မယ်လို့ပြည်သူကိုအသိပေးထားပါဗါရယ်။အဲ့ဒီရွေးထားတဲ့အတိုင်းတော်လိုင်းရေးအောင်မြင်တဲ့အထိဆက်လက်ချီတက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းမိုးကုတ်ဖြူဟာအနေနဲ့ပြည်သူလူထုကိုဂရုသစ္စာပြုထားပါဗါရယ်ရှင်။ မန္တလေးတိုင်းအတွင်းကစုံမိုးနယ်မြေများကိုကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI viewer ထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် TRI viewer ကတိုင်းတွင်းကစုံမိုးနယ်မြေများကိုကာကွယ်ပြီးရေမှန်းချက်ပန်းတိုင်ရောက်တဲ့အထိဆက်လက်ချီတက်သွားမယ်လို့ဒီကနေ့မှထုတ်ပြန်ပါတယ်။ PDF တပ်မတော် TRI ဗျူဟာကိုစင်ကူတပိတ်ကျင်းတို့ကနေမြေခန့်အများစုနဲ့ပါဝင် စုဖွဲ့ထားပြီးမန္တလေးတိုင်းစစ်ဌာနကွက်ကဲမှုအောက်ကဗျူဟာဖြစ်တာနဲ့အညီတိုင်းအတွင်းရှိနေမြေများမှာတော်လှန်ရေးလုပ်ငန်းများကိုအားအင်အပြည့်နဲ့စူးစမ်းဆောင်ရွက်နေရလို့အသိပေးထားပါတယ်။ဆက်လက်ပြီးမိဖက်တော်လှန်ရေးအင်အားစုတွေနဲ့တွဲဖက်ကဒေတာကိုကောက်ွယ်သွားမယ်လို့ဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာအမှတ်63အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်စီတို့အခက်ခဲများကြားမှဆက်လက်ခြေတက်တိုက်ပွဲဝင်သွားမယ်လို့ဂရိသစ္စာပြုတယ်လို့အသိပေးထားပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့အစီအနာရှင်အမြင့်ဖြတ်ချိန်မုံရင်လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းက တင်မဲဖြစ်တရားဝင်လူတောက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီဒေါင်းသွင်းနေတဲ့တပိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတောက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆောင်ရေးကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရေမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအားမှန်တပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတွေ့အော်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာ နောက်ပြန်မလဲခြေဒီဒေါ်လာရေးသပိတ်စစ်ကြောင်းကအတို့ရောင်ရေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြသပိတ်ကိုပြုတ်လုခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လာပြည်သူတွေကနောက်ပြန်မလဲခြေဒီဒေါ်လာရေးသပိတ်စစ်ကြောင်းနဲ့ဖက်စစ်ရွေးကောက်ခွဲထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်ဆိုတဲ့အစသားကိုကန်ဆယ်ပြီးအကြဖက်စစ်တပ်ကြာဆုံးရေးကြွေးမှုတွေပြုတ်လုခဲ့ကြတာပါ။ဒေသခံတော်လန်ပြည်သူတွေကနေမင်းမငိမ့်တက်မှုကြားတဲ့ကနေပဲအကျန်းဖက်စစ်တဲ့ကြားဆောင်ရင်ဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါရဲ့ရှင် ြည်သူလူထုပေါင်းတဘာဝပဲလူလုပ်ပဲဆိုရဲဘင်းနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်ဂျေဇုတင်ပါတယ်ရှင်